စောက်ဖို့အချိန်များတဲ့လူတွေအတွက်အလုံးလိုက်လေးကျွန်တော်ရောင်းပေးပါမယ်ဗျာ different လေးကတော့ကျွန်တော်ရန်တော်ဖရိန်ပေါ့နော်54 1111တင်းနေကြမှာရှိပါတယ်အိမ်လေးရဲ့ဈေးကလည်းကွန်လိုဈေးလောက်တော့မရှိပါဘူးဗျာကျွန်တော်တို့အလုံးလိုက်လေးလုံချင်းလေးနေရမှာဖြစ်ပါတယ်ဒီအိမ်လေးရဲ့အကြောင်းကိုကျွန်တော်ပြောပြရမယ်ဆိုရင်တော့လွန်ခဲ့တဲ့တစ်နှစ်ကျော်လောက်ကပေါ့နော်ကျွန်တော်ဒီငွေလေးဖြည်းဖြည်းချင်းစုပြီးတော့ညီွယ်လေးရင်စဝယ်တယ်ပေါ့ဗျာညီွယ်လေးစဝယ်ပြီးတော့ကျွန်တော်တို့ဒီအဆောက်အဦးကိုစပြီးတော့တိဆောက်တာပေါ့နော် foundation ဘိုင်းမှာလည်းကျွန်တော်တို့ဒီ strip in foundation နဲ့တေချာလေးကျွန်တော်တို့တိဆောက်ထားပါတယ်ဒီမန်လင်းမြို့ရဲ့ဒီငလျင်ကြီးဖြစ်ပြီးတဲ့နောက်ပိုင်းမှာလည်းကျွန်တော်တို့ဒီရင်လေးကအကောင်းတိုင်းရှိရပါဗျာနော်အပလင်ပြီးတော့ကြတော့ဒီလက်ဆသိန်းစရာချောတဲ့လေးတွေသိမ်းပြီးတော့ကျွန်တော်တို့ဒါအခုတော့ကျွန်တော်တို့ရောင်းပြီးมาဖြစ်ပါတယ်ဗျာအဲကျွန်တော်ကစဉ်းစားတာကတော့ကျွန်တော်ဒီကွက်လေး15-40လေးပေါ့ဗျာကျွန်တော်ဆက်စားချင်း15-40လေးတက်နိုင်တော့15-40လေးဝယ်လိုက်တာဒါဒါလေးကိုကျွန်တော်ရောင်းပြီးသွားရင်တော့ဟိုဘက်မှာ30-40 40-60ပြောင်းမှုရှိပါတယ်အဲအကြောင်းမို့လို့ကျွန်တော်ရောင်းတာဖြစ်ပါတယ် တို့ဒီမြင်ကြီးတဲ့ပေါ့နော်မြင်ကြီးတဲ့မှာဆိုရင်ကျွန်တော်ဒီကားအသေးတစ်စီးပေါ့နော်ကားပါကင်ဧရိယာလေးလည်းကျွန်တော်လုပ်ပေးထားတယ်နော်အပြီးသွားပြီဆိုရင်ဒီမှာလည်း socket လေးတွေထားထားပေးတယ်ဗျာဒီမြင်ကြီးတဲ့မှာဆိုရင်လည်းဒီဧကန်အဖြစ်လည်းအသုံးပြုလို့ရအောင်လို့အပေါ်မှာ ceiling နေကျွန်တော်ဒီမီဆိုင်လေးတွေကျွန်တော်တင်ချလေးထည့်ပေးထားတယ်ဒီအရှိကားပါကင်ဧရိယာနဲ့အနောက်မီဘိုကန်ဧရိယာကိုလည်းကျွန်တော်တို့ကွဲပြားတွားစီအောင်လို့ကျွန်တော်ဂျားထဲမှာလည်းဒီ eco wool လေးနဲ့တစ်ဖက်အလားဆင်ပေးထားတယ်ဗျာပြီးတော့ဒီမြင်ကြီးတဲ့မှာ ကွန်မွန်ဘတ်အန် WC လေးထည့်ပေးထားတယ်။ကွန်မွန်ဘတ်အန် WC ဆိုပေမဲ့ကျွန်တော်တို့ဖြစ်တယ်လို့မဟုတ်ဘဲနဲ့ကျွန်တော်တီချာလေးသူ့အတွက်လည်းဒီပီယာနိုကလုတ်တွေနဲ့အာဒီရေပန်းတွေထည့်ပေးထားတယ်ပေါ့နော်။ဒီအဝေးချိတ်တဲ့စင်တွေစပြနေဝက်တွေရေမှုရေအေးတွေပါမယ်။ပြီးတော့ရင်ကျွန်တော်ဒီဘိုးတိုင်းတွေကျွန်တော်တို့တီချာပါမယ်ပေါ့နော်။ကြွေပြားတွေလည်းကျွန်တော်နှစ်ပေတစ်ပေချက်အကောင်းစားတွေပဲကတ်ထားတယ်ဗျာ။တစ်ပေပဲလေချက်ဆိုရင်ဒီတက်စီချိုးတယ်။ဒီ ဟိုအားစကျွန်တော် LED ထည့်ပေးထားရပါတော့ကြည့်တယ်မန်းစာဒီဘေးကိုလည်းကျွန်တော်နှစ်ဘေးတစ်ဘေးဈေးကြီးတာပဲကပ်ပေးထားပြီးတော့ဒီမိဖို့ကြောင့် area လေးကိုလည်းကျွန်တော်ဒီ area ခွဲတဲ့အနေနဲ့ကျွန်တော်ဒီလိုလေးပေါ့ခြေတချောစာလေးကျွန်တော် slope လေးလုပ်ပေးထားရပါတော့အဲ့တော့ကိုယ်အနေနဲ့ဒီနေရာမှာဒီချက်တဲ့ပြုတ်တဲ့ထမင်းအိုးပေါင်းအိုးဘာညာထားဖို့ socket လေးတွေလည်းကျွန်တော်အလုံးလောက်ထည့်ပေးထားပါတယ်အာဒီအင်ရှင်မရွေးတဲ့တရားလေးလဲချက်ပြုတ်နိုင်မှာပေါ့နော်ဒီမှာဘေးစင်လေးတခုလည်းရှိနေပါဗျာနောက်ပိုင်းကိုယ်အနေနဲ့ကဒီဟိုအပေါ်မှာ ဒီစင်လေးတွေပါလေးတွေပေါ့နော်အဲအဲ့လိုမျိုးမိဖို့ကြောင့်ကစ်ချင်ကောင်တာလေးတွေကျွန်တော်ရိုက်တာမျိုးလေးတွေကျွန်တော်လုပ်လို့ရတယ်ကိုယ့်အနေနဲ့ဒီနေရာမှာအခန်းလေးတွေကာပြီးတော့အဆင်ပြေသလိုလည်းတုံးလို့ရတယ်ပေါ့ဗျာနော်ဒါကျွန်တော်တို့လောလောဆယ်ဒီတိုင်းဟောကန်းလေးဖြည့်ကျွန်တော်ထားပေးထားတယ်အရှိ safety လုံခြုံရေးအတွက်ကြာရင်လည်းကျွန်တော်တို့ဒီဘာကြတကားပေါ့နော်ဘာကြတကားဘာကြတကားကျွန်တော်တို့ထားပေးထားမယ်ပြီးသွားရင်ကျွန်တော်တို့နောက်ထပ်ဒီမှာဆွဲတကားရင်းလိုက်တကားတခုရှိမယ်ပေါ့ဗျာပထမတက်ကိုတက်ကြည့်လိုက်အောင် ီလှေကတော့ကျွန်တော်တို့အခန်းပွက်လေးရအောင်လို့ one flight ပုံစံမျိုးလေးလုပ်ပေးထားတယ်ဗောဗျာအမြင်ကြီးတက်ရဲ့အရက်ကတော့ကျွန်တော်12ပေထီယူပေးထားတာဗောနော်12ပေထီယူပေးထားဖြစ်တဲ့အတွက်ကြောင့်မလို့လှေကရတဲ့အချိန်မှာကျွန်တော်တို့အခန်းပွက်ပို့ထောင်းအောင်လို့ two flight မဟုတ်ဖ ೇನೆ one flight ပုံစံလေးရပေးထားတယ်အလီကနေတက်လိုက်ရင်လည်းကျွန်တော်ဒီနေရန်ဒီအကုန်လုံးကတော့လုံးဝကြွေပြားပဲဗျာလုံးဝဒီ minimalist ဗောနော် တည်တည်ချင်းချင်းလေးနဲ့လှလှလေးကျွန်တော်လုပ်ပေးထားတယ်ဒါတော့ကျွန်တော်အဲကန်လေးဖြစ်ပါတယ်အဲပြီးတော့ဒီတခုရှိတာဒီအလူမီနီယံဆက်ရှင်လေးပေါ့နော်ဒီ frame လေးဆိုရင်လည်းကျွန်တော်တို့လမ်း၃လမ်းနဲ့ဒုအထူ738 series ကျွန်တော်တက်ပေးထားပါတယ်နော်ဒါတေချာလာပြီးတော့ကြည့်လို့ရတယ် frame ဒုအထူအထူပဲထည့်ပေးထားအဲကျွန်တော်သိတယ်ဟာတကယ်လို့ဒီအိမ်လေးကကျွန်တော်ဗျဟိုဆောက်ရောင်းဆောက်ရောင်းနှန်းဝင်အောင်လို့ကျွန်တော်ဒီ 7A အပားတွေတို့တခြားဒီနေရောင်ကိုလည်းကြွေပြားမကတ်တော့ဘူးဗျာစေးပဲတုတ်လိုက်တယ်လို့ပါလို့ဆိုရင်တော့ကျွန်တော်တို့ဈေး အရန်ချိုသွားပြီးတော့ကျွန်တော်ရောင်းလို့ရပါမှာဒါပေမဲ့ကျွန်တော်အစတော့ဒီကိုနေတဲ့ပုံစံမျိုးပေါ့နော်အကျွန်တော်နေတယ်ဆိုရင်လည်းဘယ်လိုမျိုးနေခြင်းလဲပေါ့အဲ့ပေါ်ကိုကျွန်တော် feeling ထားပြီးတော့ကျွန်တော်လှုပ်ထားတယ်ပြီးတော့ဒါတစ်ခုရှိသေးတယ်ကျွန်တော်ဒီတကားပေါက်တွေပေါ့နော်ဒီတကားပေါက်တွေဆိုရင်လည်းကျွန်တော်တို့ပုံမှန်ဟို ready made ဟိုဈေးချိုတာတွေရှိရပေါ့နော်ပေါင်းသားရှိတယ်အတချို့တစ်ခွဲဆန်တစ်လက်မဆန်မပြည့်တာတွေလည်းရှိရအနာရီပါရေးပါတယ်ကျွန်တော်ရွေးတက်လိုက်လည်းကိစ္စမရှိဘူးဒါပေမဲ့အဲ့လိုမဟုတ်ဘူးကျွန်တော်တို့ဒီတကားကကျွန်တော် customize ကျွန်တော်စိတ်တိုင်းကျဒီဇိုင်းကိုမှအဆိုင်မှာပေးပြီးတော့ကျွန်တော်ဒီတစ်ခွဲတူအပြည့်ပေါ့နော်ဒီမှာဆိုရင်ဒီမှာဆိုရင်တစ်ခွဲတူအပြည့်ကိုကျွန်တော်တို့ line ထိုးထားပါပေါ့နော်တကားလည်းအရန်မိုက်တယ်ဒီတကားတစ်ချက်ဆိုရင်အခုအပြည့်မှာဝယ်တယ်ဆိုရင်17သိန်း12သိန်းကောင်ရှိနော်အာပြီးတော့ဒီလက်ကန်ရအစပြကျွန်တော်ရန်ကုန်မှာရန်ကုန်မှာသွားပြီးတော့ကျွန်တော်တေချာကိုလိုချင်တဲ့ဒီတကားနဲ့ line မဲ့အယောင်ပေါ့နော်အဲတေချာရွေးပြီးတော့ဝယ်ထားတာ เนาะเอ่อကျွန်တော်တို့အိတ်ခန်းနေကျွန်တော်တို့ for sure ရိုက်ပြီးတော့ထည့်တာမဟုတ်အင်နာရေချိုးခန်းလည်းကျွန်တော်တို့တူတူပဲเนาะ quality တူတူပဲ design လေးတော့နည်းနည်းခွဲထားရယ်ပေါ့ဗျာဆေးရလည်းကျွန်တော်တို့ကဒီ poly poly ဆေးတုတ်ထားရယ်ပေါ့เนาะပြီးတော့ဒီအင်နာရေချိုးခန်းမှာလည်းတစ်ချက်ကြီးလိုက်ဗျာလုံးဝအာဒီရေပန်းခလုတ်တရားဆိုကျွန်တော်ဒီစံနေရပေါ့เนาะအကိုသုံးကျင်နဲ့ဒီဟာသုံးလို့ရမယ်ပေါ့ဗျာဒီတခြားလေးထည့်ပေးထားတယ်เนาะအဝေးချိတ်စင်နေရောစပြအကွက်လေးတွေရောပြီးတော့ရေဘူးရေအေးဗျာเนาะရေဘူးရေအေးကျွန်တော်တို့ ဟိုတုံးလို့ရအောင်လဲအကုန်လုတ်ပေးထားတယ်အဒီဒီမှာဆိုရင်လဲเนาะဘိုးတိုင်းလဲကျွန်တော်ကောင်းတဲ့ဒစိလေးထည့်ပေးထားတယ်ပြီးတော့ဒီမှာအာကျွန်တော်တို့လက်စေးပါညာလုတ်ပြီးသွားပြီဆိုရင်လဲကျွန်တော်ဒီမှန်နေပါတယ်ကစပါဘောเนาะဟိုဖြစ်သလိုထည့်ပေးထားမှာဟိုဒီလောကဒီ LED နဲ့ဘောเนาะအထည့်ပေးထားတယ်ဗျာနောက်ကိုတုံးရတာအဆင်ပြေစေရပါမယ်ဟောပြီးတော့တခုကြံသေးလို့အဲအိမ်သာရေချိုးကမ်းမှဆိုရင်ကျွန်တော်တို့အိမ်သာရေချိုးကမ်းကဒီအလူမီနီယံညာစကျွန်တော်ရှင်းသုံးရှင်းเนาะလောက အထူပဲထည့်ပေးထားရပြီးတော့ဒီ fan light လည်းပါတယ်ဗျအနှမ်းသက်ဆုံးပေါ့နော်အဲ့လိုမျိုးဗျာဟိုအိမ်လေးကသေးတယ်ဆိုပေမဲ့လည်းကျွန်တော်ထည့်ထားတဲ့ဟာကတော့ဟိုအကုန်လုံး fully grade ပဲဗျာနော်ထည့်ထားပြီးတော့ဒီထဲမှာဆိုရင်လည်းကျွန်တော်တို့ဒါမီးလာတယ်ဆိုရင်တော့ light tray တွေရှိမယ်အာမီဆိုင်တွေရှိမယ်ပေါ့ဗျာနော်အဲအလူမီနီယံတွေကတော့အတူတူပဲအကုန်လုံး ပြီးတော့ဒီညာမီးလေးလည်းထည့်ပေးထားတယ်ဗျာညာအိတ်တဲ့အချိန်ပါညာဆိုရင်ဒီမီးလေးနဲ့ပေါ့ဟောတကယ်လို့ဒီတိုက်ကိုဝယ်မယ်ဆိုရင်ဒီ air gun ပေါ့နော် air gun ကျွန်တော်မိတ်ဆွေရောင်းတာမလို့ကျွန်တော် air gun နေအကုန်ထည့်ပေးတာတကယ်လို့ air gun နေတစ်လုံးမှမယူဆိုရင်ကျွန်တော်သိန်း100ဒီဒီထက်လျှော်ပေးမယ်ဗျာနော်သိန်း100ဒီဒီထက်လျှော်ပေးမယ်ဟိုကျွန်တော်နေမှာလို့သဘောထားပြီး air gun တွေပါကျွန်တော်ထည့်တယ်ဗျာတခါတယ်နော်ပြီးတော့ဒါတော့ master baron တခန်းပေါ့ဒီဘက်မှာလည်း master baron တခန်းရှိရခုနပြောလို့ပဲဒီတကားလည်းကျွန်တော် custom mic ပေါ့နော်တိကျအဝါပေါ့အနာလွတ်တာကျွန်တော်ရွေးပြီးတော့လုပ်ထားတာနော် ီမှာဆိုရင် socket တွေရှိမယ်ကျွန်တော် air con ခလုတ်တွေရှိမယ်เนาะဒီလိုမျိုးညာအိတ်ရယ်လဲညာမီးလေးတွေရှိမယ်ဗျာဒီမှာ air con အခုဆိုဒီမှာမီးလာတော့အေးနေဗျာနေရာထိုင်ရတာဖြီးပဲပြီးတော့ဒီမှာဟိုဟာရှိမယ်ပေါ့เนาะဒီမှာဂရင်လေးတွေပါနေထားပေါ့เนาะဟိုဘက်ကိုစာကြည့်စဝဲထားဒီမှာဂရင်နားမှာအသွင်းဘာညာအဲ့လိုလဲလုပ်လို့ရတယ်ပေါ့เนาะဒီနားမှာကိုအလုံးလုံးတယ်ဆိုရင်လဲ working space ပေါ့ဒီမှာခလုတ်လေးတွေရှိရယ်ဗျာเนาะအဲဒါကတော့ပြောစရာမလိုပါဘူး အကိုအနေနဲ့နောက်ပိုင်းဒီချင်းလုံးစကားကြီးပါထည့်ကျင်တော့လေထည့်လို့ရကျွန်တော်ချင်းလုံးစကားတော့မထည့်ထားတော့ဘူးဗျာဘာလို့ဆိုတော့ကျွန်တော်ဒီတိုက်မှာတိုက်ကတိတိလေးဗျာပုံမှန်ဒီပွဲစားခေါ်တဲ့ဈေးဘလောက်ဘလောက်ဈေးတန်းနေမှာဆိုရင်ကျွန်တော်ကျွန်တော်တိုက်ကဒီထည့်တဲ့ quality ကဟိုသူ့ရဲ့အရင်ကဟိုကျွန်တော်ထည့်လိုက်တာဟိုဟာ quality ကတော်တော်များသွားပြီဗျာเนาะအဲ့တော့ကျွန်တော်ဒီချင်းလုံးစကားကြီးပါထက်ထည့်တယ်ဆိုရင်ကြတော့ဟိုတိတ်မကြိုက်တော့ဘူးဗောဗျာအဲ့တော့ချင်းလုံးစကားတော့ကိုယ့်ကိုထည့်ကျင်လဲထည့်ပေါ့เนาะအဲ့ပြီးတော့ဒီအဲကမ်းမှာဆိုရင်လည်းကျွန်တော်တို့ဒီလိုမီဆိုင် အဲကမှဆိုရင်မီဆိုင်းအကြီးနဲ့ဒီလို LED ပုံစံမျိုးတွေလုပ်ပေးထားတယ်ပေါ့နော်။အဲကွန်လည်းဒီမှာလည်းပါမယ်နော်။ကျွန်တော်ပြောလို့ပဲအဲကွန်နဲ့မယူဆိုရင်ကျွန်တော်သိန်းပြထက်လျှော်ပေးမယ်။ပြီးပြီးတော့ဒီပြီးတော့ဒီမှာဆိုရင်အာဒီအဲကမ်းမှာဆိုရင်ကျွန်တော်ဒီခလုတ်လေးတွေပေါ့နော်။ဒီမှာဇပွဲလေးတွေချအာဒီမှာဆိုလဲဟိုတစ်ခုနှစ်ခုပါတယ်ဆိုရုံမဟုတ်ဘူးဗျာသိလား။အလုံးလောက်သုံးလို့ရတယ်။မလောက်ရင်ထပ်ထည့်လို့ရ။ပြီးတော့ဒီအရှိကဟာဆိုရင်လည်းကျွန်တော်ဒီဝရဏာမှာဆိုရင်ကျွန်တော်တို့ဒီအလင်းရောင်ပေါ့နော်အလင်းရောင်ကိုရအောင်လို့ဟိုကျင်းတယ်လို့မခံစားအောင်လို့ဗျာကျွန်တော်တို့ဒီ တိုက်ကသေးပေမဲ့လည်းကျွန်တော်တို့ခန်းစားချက်ကောင်းအောင်လို့ကျွန်တော်ဒီလိုပုံစံမျိုးလေးလုပ်ပေးထားတယ်ဗျာအဲ့တော့ကိုယ်အနေနဲ့နောက်ပိုင်းဒီမှာ like ကလေးတွေပါတယ်တော့ထည့်လို့ရအောင်နော်ဗရန်နာလေးရှိမယ်ဗျာပြီးတော့အဆက်တိုင်းတော့ကျွန်တော်ပြောလို့ပဲဗျာကြွေပြားတွေကတ်ထားကြွေပြားတွေအကုန်လုံးကလည်းကျွန်တော်တေချာလေးဟိုရန်ကုန်ကနေကျွန်တော်တေချာမှာပြီးတော့ကတ်ပေးထားဗျာနော်အဒီမှာဆိုလေကားဆိုရင်လည်းကျွန်တော်အယောင်လေးကွဲသွားအောင်လို့ဒီအနီနဲ့အနက်ရွှေပါတဲ့ဟာလေးပေါ့ဗျာအဲ့ပုံစံလေးသုံးထားဒီဒီလေကားရဲ့အယောင်နဲ့ဒီလက်ရန်ရဲ့အယောင်နဲ့ကျွန်တော်တို့ဟတ်အောင်လုပ်ပေးထားတယ်ဗျာ တော့ဒီနယံနေဆိုရင်လည်းကျွန်တော်စေးတုပ်လိုက်တယ်ဗျာဒီစေးတုပ်လိုက်တယ်ဆိုရင်ကျွန်တော်တို့ကကုန်ကြဆေးကဘာမှရှိဘူးဥမာစေးတုပ်လိုက်လို့30လောက်ပဲကုန်တယ်ဆိုရင်ကျွေးပြားကတ်လိုက်တယ်ဆိုရင်ကျွန်တော်30 50 60ကုန်တယ်ဗျာဒါပေမဲ့ကျွန်တော်မထူးတော့ဘူးဗျာဒီအကုန်လုံးကိုကျွေးပြားဗျာတောက်လျှောက်ဥပဒီဘက်အကုန်ကျွေးပြားကတ်ထားတယ်ဗျာနော်ဒီအပေါ်ဆုံးတက်လေးမှဆိုရင်တော့၃တက်မှဆိုရင်လည်းကျွန်တော်မဆာဘတ်အခန်းအကျယ်တခုယူပေးထားတယ်ဗျာဒါဒီမှဆိုရင်အာကျွန်တော်အဲ့ရလေးဒီမှာထားလို့ရတာပေါ့နော်အာဒီဘက်ကကျွန်တော်တို့ ဒီလမ်းမတန်းပေါ့နော်54လမ်းဘက်ကိုလည်းကျွန်တော်တို့တောက်လျှောက်ကျွန်တော်မြင်ရတယ်ပေါ့ဗျာကျွန်တော်အိမ်ကနေထွက်လိုက်တယ်ဆိုရင်54လမ်းရှိမယ်ဟိုမှာရန်အောင် frame ပေါ့နော်အော်အဒီနမ်းမှာကျွန်တော်ကရင်ထားမယ်ဒါတော့ညာမီးလေးတွေပေါ့ဗျာတခြားလေးအလားလေးရွေးဝဲထားတယ်အဒီထမ်းမှာလည်းကျွန်တော် air con ထည့်ပေးထားရဗျာခုနပြောလို့ပဲ air con ဘယ်ယူရအောင်ဆိုရင်ကျွန်တော် shop ပေးမယ်နော်အဲပြီးတော့ဒီမှာဆိုရင်လည်းဒီတကားတွေပါတွေကလည်းအထက်တိုင်းပေါ့ဗျာဒီမှာဆိုသူ့လုံးဝအပြည့်ဗျာနော်ဒီခွဲစံအပြည့်နဲ့ကျွန်တော်ဒီလက်ကင်နေရာစာကျွန်တော်တေချာလုပ်ပေးထားနော် အောက်ကျွေးပြားတွေလည်းကြီးလိုက်ဟိုပြောနေကြတယ်ဒါသိလားကြီးလိုက်တာနဲ့တိတာတယ်မျိုးလုံးနဲ့ကြီးလိုက်တာနဲ့ပစ္စည်းကောင်းမကောင်းတိတာတယ်အဒါတော့အင်္ဂါရေချိုးကန်ပါနော်အင်္ဂါရေချိုးကန်တကားဆိုတာကျွန်တော်ဟိုပေါ်လစ်ပဲလုပ်ပေးတာနော်အဒီထက်မှတော့ကျွန်တော်တမူလေးထူးသွားအောင်ဒီအင်္ဂါရေဒီရေပန်းကိုကျွန်တော်စန်ဒီယာခလုတ်ပဲဗျာနော်အဒီခလုတ်မှာလေကျွန်တော်အဖြူရောင်လေးတက်ပေးထားတယ်ဗျာနော်ဒီမှာကိုစိတ်တိုင်းကြလုံးလို့ရပြီးသွားရင်ဒီဘတ်တက်လေးတစ်ခုလည်းထည့်ပေးထားတယ်ဗျာနော် ဟိုကို့အနေနဲ့ဘတ်တက်လေးနဲ့ရေချိုးခြင်းနဲ့ဆိုလဲရတယ်နော်ဒီလိုမျိုးတခြားလေးအကုန်လုတ်ပေးထားတယ်ဗျာအပြီးတော့ရေဘူးရေဟွာရှိမယ်ပြီးရင်ဒီမှာဖန်လိုက်အကုန်ရှိမယ်ဗျာလင်းဝင်လေထွက်နော်ပြီးသွားရင်ဒီပုံသဏ္ဍာန်အစဗျာကြွေပြားဆိုလဲကျွန်တော်ဒီ၄ဘေးလောက်အထိပဲကျွန်တော်ကတ်ပေးလိုက်လေရတယ်ကိစ္စမရှိဘူးရောင်းတန်းဝင်တယ်ဒါပေမဲ့မထူးတော့ဘူးဗျာဟုတ်တယ်မလားဟိုပစံကွန်လဲကွန်ပလေးစီရောအကုန်အပြည့်ကတ်လိုက်တယ်ဗျာအဲအထိကတော့အိမ်တလုံးဆိုတာကိုနေမှာပဲဗျာဟုတ်တယ်မလားအဲ့ကြောင့်မလို့ဟိုကျွန်တော်ဒီအိမ်ဝယ်မဲ့လူတွေအရ တကယ်နေမဲ့လူတွေအတွက်ကောင်းတယ်ဗျာကျွန်တော်တို့ဒီအစားအဝါ streaming foundation နဲ့စောက်ထားတယ်ငလင်းကြော်သွားပြီပေါ့နော်ငလင်းမှလည်းကျွန်တော်တို့ဘာမှမဖြစ်ဘူးအဲ့တော့ကျွန်တော်ဒီမှာနေမဲ့လူတွေအတွက်ကအရန်ကိုအရန်ကိုတင့်တော်တယ်ဗျာအဲ့တော့ကျွန်တော်ပြောချင်တာဝဲကိုဝဲတင်တယ်ဗျာနော်ကျွန်တော်ကျွန်တော်အစစစောက်တော့ကတော့ဟိုပိုးပေါ်ပါပါလေးပဲစောက်ပြီးတော့ရောင်းမယ်လို့စဉ်းစားမယ်ကျွန်တော်စောင်းရင်းစောင်းရင်းနဲ့အဲကျွန်တော်ကျွန်တော်လုတ်ချင်တဲ့ဟာတွေအကုန်လုတ်ခဲ့ရပါတော့နော်ဒီမှာဆိုရင်လေဒီ B-Wine လေးဒါစ Lighting လေးနဲ့ကျွန်တော်ထည့်ပေးထားပါတော့နော် အပေါ်ဘက်ကနေပြီးတော့ကျွန်တော်တို့ဒီအိမ်ရှိထွက်တဲ့ဟာပေါ့နော်အဒီမှာလည်းကျွန်တော်တခုပြောပြမယ်ကျွန်တော်ဒီနေရာကိုအုပ်နဲ့စီပြီးတော့ပိတ်လိုက်တယ်ဆိုရင်ကျွန်တော်အနေနဲ့ကုန်ကျစရိတ်ကအရန်နေတယ်အုပ်စီလိုက်ဘာမှကုန်ကျစရိတ်မရှိဘူးဒါပေမဲ့ကျွန်တော်ဒီအလူမီနီယံတကားကိုမှမှန်နေနဲ့လုံးဝအပြည့်တက်လိုက်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကုန်ကျစရိတ်ကတော့နည်းနည်းတက်သွားတယ်ဗျာဒါပေမဲ့မထူဘူးကျွန်တော်ဒါမျိုးဖီနယ်ကိုကျွန်တော်ကြိုက်တယ်အုပ်တက်လိုက်တယ်ဆိုရင်ဒီနေရာပုတ်သွားလို့ခံစားမှာအဲ့တော့ဒီရှေ့မှာဆိုရင်တော့တပိပက်လက်ကြွေပြားလေးကိုမိုးရေစင်းကောင်းကောင်းလုပ်ပေးထားတယ်နော် အာပြီးသွားပြီဆိုရင်ဒီမှာဆိုရင်လည်းကျွန်တော် steel frame လေးနဲ့ပေါ့ဗျာအလှလေးဆင်ပေးထားတယ်ပေါ့နော်နောက်ပိုင်းကိုဒီမှာဟိုတစ်ပင်လေးတွေစိုက်ချင်တာပဲဖြစ်ဖြစ်ပါဖြစ်ဖြစ်လုံးလို့ရတယ်အကျွန်တော်ဒီဘွားနေလဲကျွန်တော်ရှူကင်းလေးတွေတခြားကြည့်လို့ရမယ်အပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီဒီ green area လေးမှာဆိုရင်ကျွန်တော်ကြောင်းလင်းလေးကားလေးကနေတက်ပြီးတော့အပေါ်မှာရေကန်လေးလည်းရှိတယ်ဗျာနော်အခုနေနဲ့အာအဆင်ပြေလို့သုံးလို့ရတယ်ပြီးတော့ဒီအပြင်ဘက်မီးလေးတွေလည်းကျွန်တော်ဒီ socket လေးတွေကျွန်တော်ထားထားပေးပါသေးတယ်နော်အဲ့တော့ကျွန်တော်တို့အောက်ကိုတစ်ချက်ကြည့်လိုက်အောင် 54A 121 122ကြားမှာကျွန်တော်တည်ရှိပါတယ်ဗျာအာကျွန်တော်တို့ခေါ်ထားတဲ့ဈေးကတော့6000ညီနိုင်ပါဗျာတကယ်လို့တကယ်ဟိုမှာနေမဲ့လူတကယ်ဟိုမှာအာဒီအိမ်ကိုကြိုက်တဲ့လူပေါ့နော်ကျွန်တော်ဒီအောက်ကလည်း survey နဲ့လုပ်ထားတယ်ပေါ့ဗျာဒီအတွင်း duration ကလည်းတခြားလုပ်ထားအဲ့တော့တကယ်ဟိုမှာဒီအိမ်ကိုနေမဲ့လူဆိုရင်တော့ကျွန်တော်တို့ညီနိုင်ပြီးတော့ကျွန်တော်ရောင်းပေးမယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဟိုဘက်ကိုခုနပြောလိုပဲကျွန်တော်ဒီကွက်ကိုရောင်းပြီးကျွန်တော်တို့အာမြေကွက်တစ်ခွက်ကိုကျွန်တော်ပြန်ရွှေ့မှာပေါ့နော်အဲ့တော့ကျွန်တော်တို့ ညှိနှိုင်းပြီးတော့ရောင်းပေးပါမယ်အဲ့တော့မိတ်ဆွေအနေနဲ့ဒီအိမ်လေးကိုစိတ်ဝင်စားရဲဆိုရင်ကျွန်တော်ဆက်သားဆက်သွဲလိုက်ပါကျွန်တော်တို့အကောင်းဆုံးဖြစ်အောင်ညှိနှိုင်းရောက်ပေးပါမယ်တကယ်လို့ဒီလိုမျိုးအိမ်လေးတွေစောက်ချင်တဲ့လူတွေအတွက်လည်းကျွန်တော် radiant ကိုဆက်သွယ်လို့ရပါတယ်။အာကျွန်တော် radiant ကတော့ကျွန်တော်လူနေအထက်နဲ့အထက်မြင့်เนาะကျွန်တော်တို့ဘလို့အဆောက်အဦမျိုးမဆိုကျွန်တော်တို့ဒီဆောက်ပေးပါတယ်ဗျာ။ Okay ပါအဲ့တော့ခိုင်ခန့်တဲ့အိမ်လေးတွေကျွန်တော်တို့ရကြပါသေးဗျာ။ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။